အဲ EPC ရှိလဲရတယ် EPC မရှိလဲရတယ်အပြီးတော့ကျွန်တော်မီတာပြန်ရောင်းစားခြင်းနဲ့ဆိုရင်လေ reverse ပြန်ပေးတဲ့စနစ်တွေပါတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုရင် hybrid က off grid ကို on grid ကိုနှစ်ခုလုံးပေါင်းတာပေးတဲ့ဟာကိုခေါ်တာပေါ့နော်ခလုံးမင်္ဂလာပါကျွန်တော် power work ကိုရဲပါမိတ်ဆွေတို့ဒီနေ့အရန်ကိုကျွန်တော်တို့ခက်ခက်ခဲခဲရောထွေးနေတဲ့အကြောင်းအရာလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ hybrid inverter နဲ့ကျွန်တော်တို့ off grid inverter ကိုဘယ်လိုမျိုးကျွန်တော်တို့ခွဲခြားလို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ် အရင်ဆုံးကျွန်တော်ပြောပြပေးမှာကျွန်တော်တို့ off grid inverter ပေါ့နော် off grid inverter ဆိုရင်အိမ်သုံးလို့လည်းပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မီးမရတဲ့နေရာတွေမှာအသုံးများတာပေါ့ကျွန်တော်တို့ EPC မလိုအပ်ဘူးပေါ့နော် EPC မလိုဘဲနဲ့ကျွန်တော်တို့သုံးလို့ရတဲ့ inverter အမျိုးအစားကိုကျွန်တော်တို့ off grid လို့လည်းခေါ်လို့ရတယ်အဲသူကအဓိက EPC မရှိဘဲနဲ့ကျွန်တော် battery နဲ့ချိန်မယ် solar နဲ့ချိန်မယ်ပေါ့နော်အဲ့လိုမျိုးချိန်ပြီး solar နဲ့အသွင်းမယ်ပြီး battery ကိုသွင်းမယ်ပြီးညကျရင်ကျွန်တော်တို့ဒီ battery ကနေပြန်သုံးမယ်မနက်ပိုင်းကကျတော့ကျွန်တော်တို့ solar နဲ့ တုံးမယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့က off grid inverter လို့ခေါ်တယ်အဓိကတော့သူက EPC ချိတ်เสียမလို့တာကိုကျွန်တော်တို့ off grid လို့ခေါ်တာပေါ့နော်အဲအဲ့ဒါလေးကကျွန်တော်တို့ကဒါတစ်မျိုးပေါ့နော်ပြီးတော့ off grid inverter တွေက battery ကိုမရှိမဖြစ်လိုအပ်တယ်ပေါ့နော်သူကဘာလို့ဆိုတော့ကျွန်တော်တို့ဒီ EPC ကနေပြီးတော့မီးမလာတဲ့အချိန်တွေမှာကျွန်တော်တို့ battery ကိုတိုက်ရိုက်ချိတ်ထားဖို့လိုတယ် battery မရှိဘူးဆိုရင်ကျွန်တော်တို့တုံးရတာအဆင်မပြေဘူးပေါ့နော် solar နဲ့တိုက်ရိုက်တုံးဖို့ကလည်းသူကအဆင်မပြေဘူးအဲ့လိုမျိုးလေးတော့ရှိတာပေါ့နော် off grid ရဲ့အားနည်းချက်အားသာချက်တွေလည်းရှိတယ်ကျွန်တော်တို့အားနည်းချက်ကကျတော့အဓိကသူကမီတာပြန်ရ ရောင်းလို့မရဘူးမီတာရောင်းတယ်ဆိုတာဗာလဲဆိုတော့ကျွန်တော်တို့နိုင်ငံခြားထဲမှာဗျာကျွန်တော်တို့ solar အများကြီးတက်ထားတယ်ကိုသုံးတာဥမာ solar 9000ဝက်လောက်တက်ထားတယ်ဆိုကိုသုံးတာ1000ဝက်2000ဝက်လောက်ပဲရှိတယ်ဆိုရင်ကြံတဲ့ပိုးတဲ့3000ဝက်ကိုကျွန်တော်တို့ကပြန်ရောင်းစားလို့ရတယ်အဲ့လိုမျိုးဆိုတော့ तू က EPC ချိတ်စရာမလိုတာဖြစ်တဲ့အတွက် off grid inverter ဖြစ်တာဖြစ်တဲ့အတွက် तू က reverse ပြန်သွားလို့မရဘူးကျွန်တော်တို့သုံးနေတဲ့ဟာကနေပြီးတော့တကြိုးတည်းကိုပြန်ဝင်လို့မရဘူးဗောနော်အဲ့ feature မပါဘူးအဲ့တော့မပါတော့ကျွန်တော်တို့ကလုံးဝမီတာရောင်းစားလို့မရဘူးဗောဗျာဒါကျွန်တော်မြန်မာနိုင်ငံမှာတော့မရှိသေးဘူးနိုင်ငံခြားမှာတော့ကျွန်တော် off grid ွေသုံးတာတော့အရင်နည်းတယ်ပေါ့နော်အဲ့ဒီအားနည်းချက်လေးရှိရအားသာကြတော့ကျွန်တော်တို့အခုလိုမျိုးအဲ့နေမှာကျွန်တော်တို့ဒီမီးပြတ်တဲ့မီးလာတဲ့အချိန်တွေမှာအရင်အသုံးဝင်နေပြီးတော့ကျွန်တော်နေတွေမှာလည်းဆိုလာနဲ့သုံးနေပါညာဆိုရင်လည်းကျွန်တော်တို့အသုံးဝင်နေမြန်မာနိုင်ငံမှာတော်တော်များများရှိနေတဲ့ inverter တွေကတော့ကျွန်တော်တို့ဒီ off grid သုံးတာတွေအများနေပါပေါ့နော်ဟုတ်ကဲ့ပြီးရင် hybrid inverter hybrid inverter တွေကကျွန်တော်အရင်ကြားဘူးနေတယ်ပေါ့နော် hybrid inverter တွေ hybrid inverter တွေအခုနောက်ပိုင်း hybrid inverter အရင်ခက်စားနေပေါ့နော်အဲ့တော့ hybrid inverter ဆိုတာထင်သလောက်ကျွန်တော်တို့ကမလွယ်ဘူးနေဘူးပြောမယ်ဆိုဒီကိုရောက်နေတဲ့ဟာတွေတော်တော်များများ hybrid ကရှားတယ်ဘာလို့ရှားလဲဆိုရင်အဲကျွန်တော်တို့ hybrid ဆိုတဲ့သဘော on grid နဲ့ off grid ကိုပေါင်းတာတော့ခေါ်တာအဲ့တော့မိတ်ဆွေတို့ကကိုရဲ့ off grid ပြောပြပြီးပြီး on grid ကဘာလဲဆိုရင် on grid လို့လည်းကျွန်တော်ရှင်းပြပြီးမယ် on grid ဆိုတာကကျွန်တော်တို့ battery မလိုအပ်ဘူးဒါပေမဲ့ epc grid လုံးဝလိုအပ်တဲ့ inverter ကိုကျွန်တော်တို့ on grid လို့ခေါ်ရပေါ့နော် epc ကနေကျွန်တော်တို့မီးအားကိုသူ့ကိုထည့်တာပဲရမယ်ထည့်ဖို့ထည့်တာပဲရမယ်မထည့်လို့မရဘူးအဲ့တော့ epc မီးမရတဲ့နေရာတွေမှာ on grid ကိုသွားသုံးလို့မရဘူးပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာရောက်လာတဲ့ဟာတွေမှာကျွန်တော်တို့တချို့ hybrid inverter တွေရှိတယ်။အဲဒီ hybrid inverter တွေ on grid ကို off grid ကိုနှစ်ခုလုံးသူကပေါင်းဆက်ပေးတာကအဲ EPC ရှိလဲရတယ် EPC မရှိလဲရတယ်။ပြီးတော့ကျွန်တော်မီတာပြန်ရောင်းစားခြင်းနဲ့ဆိုရင်လေ reverse ပြန်ပေးတဲ့စနစ်တွေပါတဲ့ဟာတွေရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုရင် hybrid က off grid ကို on grid ကိုနှစ်ခုလုံးပေါင်းတာပေးတဲ့ဟာကိုခေါ်တာပေါ့နော်။အဲပြီးရင်ကျွန်တော်တို့ hybrid တွေမှာတကယ်အားသာချက်တွေကကျွန်တော်အများကြီးရှိရဲ။ကျွန်တော်ဘက်ထရီမပါဘဲနဲ့လေအသုံးပြုလို့ရအဓိကကျွန်တော်တို့ဆိုလာရဲ EPC ရဲ့နှစ်ခုကိုချိတ်ထားမယ်။အဲမနက်ပိုင်းကိုကျွန်တော်တို့ကလုံးဝဆိုလာ နေပဲကျွန်တော်တို့ solar priority ပေါ့နော် solar ဦးစားပေးပြီးကျွန်တော်တို့ setting တစ်ခုချိန်ထားမှာဆိုရင် solar နဲ့ကျွန်တော်တို့လာတဲ့ဟာကိုအဓိကသုံးလို့ရမယ်အပြင်ညဘက်ကျရင်ကျွန်တော် solar မရတော့တဲ့အချိန်ကျရင်ကျွန်တော်ညဘက်ကိုဒီ EPCR မီကိုကျွန်တော်တို့ပြန်သုံးလို့ရတယ်အနိုင်ငံခြားနေမှာဆိုရင်မနက်ပိုင်းကိုကိုသုံးနေတာကတော့အဲ solar နဲ့သုံးနေတယ်အဲ့ဒါကိုမှကျွန်တော်တို့ထပ်ပြီးတော့ solar ရဲ့အများကြီးချိန်ထားပါတော့ကိုသုံးတာလည်းနည်းနည်းလေးသုံးတယ်ဆိုရင်ပိုတဲ့ကျွန်တော်တို့မီအားတွေလျှက်စစ်မီအားတွေကိုကျွန်တော်တို့ဒီဘက်ကိုတခြားဘက်ကိုကျွန်တော်တို့ပြန်ရောင်းလို့ရတယ်စနစ်တွေရှိရနိုင်ငံခြားမှာကျွန်တော် time ဒီမှာတော့တော်တော်များများလုံနေပေါ့နော်အဲအဲ့လိုမြန်မာနိုင်ငံမှာလည်းဟိုမရောက်သေးဘူးဒါမဲ့ရောက်လာဖို့ရှိနိုင်တယ်ပေါ့နော်ဒါတော့အဲ့တော့မိတ်ဆွေတို့အနေနဲ့ inverter ရွေးချယ်တဲ့အချိန်ကျရင်မီးပြတ်လို့ရွေးချယ်တာနဲ့ကျွန်တော်တို့ဒီနောက်ပိုင်းကိုကို ဒီ investment တစ်ခုလုပ်ချင်လို့ရွေးချယ်တာနဲ့နှစ်ခုကိုကျွန်တော်တို့ရွေးချယ်လို့ရတယ်။နောက်ပိုင်း investment အတွက်ကျွန်တော်တို့ရွေးချယ်မယ်ဆိုရင်ကျတော့ဒီ hybrid inverter ကိုကျွန်တော်တက်စီခြင်းနဲ့အဲဘာလို့ဆိုတော့ကျွန်တော်တို့နေရာလည်းကြေကြေဝန်းဝန်းရှိတယ်ကိုသုံးတာကလည်းနည်းတယ် investment တစ်ခုအနေနဲ့အကွာဒီ solar ကို invest လုပ်ပြီးတော့ကျွန်တော်တို့နောက်ပိုင်းကို solar ဒီမီးကိုရောင်းစားခြင်းလေဆိုရင်ကျတော့ hybrid ကိုတက်ဆင်ဖို့ကျွန်တော်အကြံပေးခြင်းလေ off grid ကကျတော့ကျွန်တော်အခုအချိန်မှာကျွန်တော်တို့ကိုယ်တိုင်လည်း off grid inverter ပဲကျွန်တော်တို့တက်ထားပါတော့အဲ့တော့ off grid ကိုကတက်ပြီးတော့ကျွန်တော်နောက်ပိုင်း EPC မီးကိုကျွန်တော်ပြန်ရောင်းစ ှားကျင်တယ်ဘာညာဆိုရင်တော့မရဘူးပေါ့နော်အဲ့တခုရှိရဲအဲ့တော့ off grid နဲ့ hybrid မှာအဲ့ဒီကွာထားချက်လေးရှိပါခင်ဗျအားအားလေးကိုကျွန်တော်ဒီနေ့ရှင်းပြပေးတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါ